ဘဝမှာဘာတွေကိုအဓိကထားပြီးတော့တန်ဖိုးအနှိမ့်အမြင့်ကိုဘုန်းကြီးတို့တွေစဉ်းစားနေကြတာလေစိတ်ကိုကြည့်ပြီးတော့စဉ်းစားနော်ဟုတ်တယ်မို့လားရုပ်ပိုင်းဆိုင်ရာကတော့ဘာမှထူးတာမဟုတ်ဘူးလေအတန်ရှင်းတယ်မတင့်တယ်လေရုံရှားဆက်စုပ်ဘွယ်ကောင်းတဲ့အနတ်မကောင်းတဲ့အရာတွေရဲ့အစုအဝေးကြီးပဲပစံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်ကြီးကြီးငယ်ငယ်ရုပ်ပိုင်းဆိုင်ရာဘာကွဲပြားခြားနားမှုမှမရှိပါဘူးအပေါ်ရန်ဖိလိမ်ပြင်ဆင်ထားတာလောက်ပဲကွဲပြားခြားနားမယ် တကယ်အမာခံကြီးကပုံစံတူကြီးဘာကတော့ကွဲပြားနေလဲစိတ်ကတော့ကွဲပြားနေเนาะအဲ့ဒီစိတ်ကလေးကိုပဲကြည်ပြီးတော့လူယုံမာလို့ပြောတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည်ပြီးတော့သူတော်ကောင်းလို့ပြောတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည်ပြီးတော့မုံတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည်ပြီးတော့မျက်နှိုးတယ်ဟုတ်တယ်မဟုတ်လားတန်ဖိုးရှိမရှိဆိုတာဘာကိုကြည်ပြောတာစိတ်ကလေးကိုကြည်ပြောတာเนาะ အဲ့ဒါစိတ်ကအည်သွေးမြင့်လေးလေးဖြူရှင်လေးလေးတန့်ရှင်းလေးလေးဒီနေရာမှာအည်သွေးရှိတယ်ဆိုတာအညစ်အကြေးနဲ့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 သွားတာကိုပြောတာစိတ်ရဲ့ပင်ကိုယ်သဘောလေးကပါပတ္တရမိတံဘိခွေစိတ်တံဖြူရှင်နေတောက်ပါနေစိတ်ရဲ့ပင်ကိုယ်သဘောလေးကသို့တော့အာဂန္ဓုကေဟိဥပကိလေတေဟိဥပကိလေတံအာဂန္ဓုဆိုဧည့်တယ်ပြောနော်ဧည့်တယ်တဲ့ဖွယ်ဖြစ်တဲ့မမောမှုမကျဉ်းနှံမှုတွေကြောင့်ဒီစိတ်ကလေးဟာ အဲ့ဒီအခိုက်အတန့်မှာညှဉ်းနှွမ်းသွားတယ်။နော်။အဲ့တော့ဆိုလိုတာကညှဉ်းနှွမ်းတဲ့အရာကိုဖယ်နိုင်ရင်ဖယ်နိုင်သလောက်တန်ရှင်းတယ်ရှင်းကျေတယ်။အဲ့ဒီတန်ရှင်းမှုရှင်းကျေမှုကြီးမားရင်ကြီးမားသလောက်ဒီစိတ်ကိုအရည်သွေးရှိတယ်လို့ပြောတာ။စိတ်ကောင်းတယ်ဆိုအဲ့လိုပြောတယ်နော်။သူများစိတ်တွေရုပ်တယ်ညံ့တယ်ဆိုရင်မဖြစ်လေ။မကြိုက်။မုန်းတောင်မုန်းတယ်နော်။တချို့ဆိုရင်ဘလို့တောင်ပြောတော့ယွန်းတယ်လို့တောင်ပြောတယ်နော်။ အဲ့ဒါရှင်မာမောက္ကလန်ကဘလို့သင်ပေးတော့သူများစိတ်တတ်တွေညံ့ဖျင်းတဲ့အောက်တန်းကြရဲဆိုရင်ငါမကြိုက်သလိုငါစိတ်တတ်တွေညံ့ဖျင်းမဲ့အောက်တန်းကြမယ်ဆိုရင်လည်းသူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့ဒီအတွေ့နဲ့ငါစိတ်တတ်တွေဖြူရှင်အောင်တန်ရှင်းအောင်လုပ်မယ်လို့ဒီလိုကြင့်ရမယ်ဘုသူစကားရှင်မာမောက္ကလန်စကား